ရင်သွေးချစ်ရင်ရွှေမစင်နဲ့ဒီတကားကျွန်တော်ဘွားကျွန်တော်ငငယ်ရပြောခဲ့ဘူးတဲ့တကားပါအဖွားတို့ငယ်တဲ့ရရွာဘက်တွေမှာဓမြအလုံးပေါ်ဤမကြမကြလဲဓမြတိုက်လေးရှိဒီလိုခဆိုးကြီးနဲ့ကြုံခဲ့ရတော့အဖွားဒီလွန်သွားတိုးဝတ်တတ်သည်ဝေရှိရင်တူတူဝဝတုံဆွဲသည် ရွှေရှိရင်ထုတ်ဝေလေးမရှိဒီလိုတုံးဆွဲနေထိုင်တတ်သလိုသူမီးဖြစ်တဲ့ကျွန်တော်တို့အထီကိုပူပင်ရှာသည်အဖေနဲ့အမေကငွေပုံငွေရှန်လေးတွေရှိရွှေလက်စို့ ရွှေဆွဲကြိုးလေးတွေကျွန်တော်တို့ဝတ်ဆင်ပေးလင်းအဖွာမကြိုက်ကလေးတွေကိုအနေရောတဲ့ပုံနေတယ်ဆိုပြီးပြက်တောက်ပြက်တောက်ပြောလေရှိသည်ထိုသင်ကကျွန်တော်တို့ကလည်းငယ်သေးတော့အဖွာဒီလိုတားလင်းမကြိုက်အဖွာကိုလည်းစိတ်ဆိုးကြ၏ဒါပေမဲ့ဒီနေ့လိုတကူကြိုးတွေပေါ်ကျင်တိုင်းပေါ်တောင်းကျမ်းကျင်တိုင်းတောင်းကျမ်းနေသေးကိုကိုယ်တိုင်ကြုံတွေ့လာတော့အဖွာရဲ့ခံစားချက်တွေအဖွာရဲ့သေရနာတွေကိုကျွန်တော်နားလည်လာသည်ဖုန်လေးတစ်လုံး ဆိုင်ကလေးတသိအတွက်လူအသက်ကိုရန်ချဖို့ဝင်မလေးတဲ့သူတွေကိုကိုယ်တိုင်ကြုံရကြားလာရတဲ့အခါကလေးတွေကိုရွှေရဲပစ္စည်းလေးတွေဝတ်ဆင်ပေးတာဘလောက်ဒီအနေများတယ်ဆိုတာကိုသဘောပေါက်လာတော့သည်ဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေများလည်းကိုယ့်ရဲ့သားသမီးလေးတွေကိုတကယ်ချစ်တယ်ဆိုရင်ရွှေရဲပစ္စည်းလေးတွေဝတ်ဆင်မပေးတာအကောင်းဆုံးပါသမီးမိန်းကလေးမှုနဘာဟောင်းလောင်းမထားကြတဲ့မြမယူအားတလေထုံးစံကိုလည်းနားလဲပါရခင်ဗျာ။ ဒါပေမဲ့အဖိုးမတန်လာတဲ့ငကလေးတရံကြောင့်ကိုသမီးလေးအသက်အန္တရာယ်ကြုံလာရင်ဘယ်လို့မှမတန်တာကြောင့်ရွှေရစားဖန်စီငကလေးတွေဆင်းပေးတာမျိုးပြုလုပ်ကြပါခေတ်ကာလအသက်ကိုညံဆောင်ဥစ္စာကိုကန်ဆောင်နေရတဲ့ကာလဆိုကြီးပါဒါကြောင့်ကျွန်တော်ပွားရဲ့ရင်သွေးချင်ရွှေမစင်နဲ့ဆိုတဲ့ဇကားလေးကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေလောကမှာကြောက်စရာအကောင်းဆုံးလူ၃မျိုး လောကမှာကိုယ်ကိုမုံတီးနေတဲ့လူတွေကိုလည်းမကြောက်နဲ့ကိုယ်ကိုမနာလိုဝင်တို့ဖြစ်နေတဲ့လူတွေကိုလည်းကြောက်เสียရမလို့နောက်ဆုံးကိုယ့်ရဲ့ရန်သူဖြစ်နေတဲ့နောက်အဲ့ဒီရန်သူကရန်သူစစ်စစ်ဖြစ်နေခဲ့ရင် ကြောက်เสียရမလို့ဘယ်လိုလူမျိုးတွေကိုကြောက်အောင်မလဲဆိုရင်နံပါတ်1ဝန်လွင်ကောက်အတွင်းသိပ်ပုတ်ပြီးအပေါ်ရန်ကောင်းကျင်အောင်စောင်းနေတဲ့ဟတ်ဆောင်ကောင်းတဲ့လူမျိုးတွေကိုကြောက်ပါနံပါတ်2ဇင်းထဲမှာအညိုတေအာဂါတရရှိပေမဲ့အပေါ်ရန်ချစ်ဟန်စောင်းနေတဲ့လူတွေကိုကြောက်ပါနံပါတ်3 ကိုယ့်ရဲ့အားနည်းချက်တွေကိုယ့်ရဲ့ချိုးရင်းချက်တွေကိုယ့်ရဲ့အတွင်းရေးတွေကိုတည်ကျင်အောင်တက်တက်နဲ့ခင်မင်ရင်းနှီးကျင်အောင်ဆောင်တဲ့လူတွေကိုကြောက်ပါဒါကြောင့်လောကမှာတကယ်မုန်းတဲ့သူအားလည်းကြောက်စရာမကောင်းဘူးရန်သူစစ်စစ်ကလည်းကြောက်စရာမကောင်းဘူးဟန်ဆောင်ကောင်းတဲ့သူတွေကသာကြောက်စရာပိုကောင်းပါတယ်ဘဝမှာအသက်ကြီးလာရင်သားသမီးကိုဒုက္ခပြန်ပေးတဲ့မိဘမျိုးဘယ်တော့မှမဖြစ်ချင်ဘူးနင်တို့ကို ကြွေးထားတာငွေထားတာ ဒါလောက်တော့ပြန်လုပေးရမယ်ဆိုပြီးမွေးကြေးသူဆိုတာအင်းနဲ့သူတို့ရဲ့လိုအားကားတွေကိုဓမြမတိုက်ဘူးသူတို့ဘက်ကတရားကြည့်ပြူလို့ရောက်လာတဲ့ဘယ်ရာမဆိုလိုလိုချင်ချင်လက်ခံပေးမယ်ဘဲသူသားသမီးကဘဝသားသမီးကဘလောက်ပေးတယ်ဆိုတာနဲ့ရှင်ထိုးပြီးကိုသားသမီးရဲ့စေနာတန်ဖို့ကိုယ်တိုင်အယောင်မဆိုးဘူးချမ်းသာလို့စေရဲလို့မရှိဘူးအားလုံးကိုတန်းတူရည်တူချစ်ပေးမယ်မြတ်တာပေးမယ်သားသမီးကိုအကူအညီပြန်ပေးတဲ့မိဘမျိုးဘယ်တော့မှမဖြစ်သေးရဘူး ကိုဘက်ကတက်နိုင်သလောက်အမြင်ဆုံးထိရောက်အောင်တွန်းတင်ပေးမယ်။အမြင်ဆုံးရောက်သွားလို့ကိုထန်းနေပေးထားတဲ့ပခုံးကိုမေ့သွားလဲပြင်မတင်ဘူး။မိဘဖြစ်တဲ့အတွက်ကိုစိုက်ထားတဲ့ပြိုးပင်လေးတွေအပင်တန်ဖို့အတွက်ပဲကိုကသူတို့အတွက်မြေဩသာဖြစ်ပေမယ်။ငါအသက်ကြီးလာရင်ပြန်ဟုတ်လုံကျွေးရမယ်လို့လည်းရာသတမ်းမပေးဘူး။ဖီးယားဟော်ရီရုတ်ပြပြီးကုသိုလ်နဲ့မြောက်ဘုံနယ်လည်းမချောက်ဘူး။ကိုရဲ့နေဝင်ချိန်တွေကိုအချိန်ရှိဆုံးကိုကိုယ်တိုင်ပြင်ဆင်မယ်။လုံနိုင်တော့ပြင်ဆင်နိုင်တော့ညနေခြေတုံးမှာပြင်ဆင်ထားမယ်။ ောက်ဆုံးချိန်တည်းကိုဟာသူတို့အတွက်ဒုက္ခမဖြစ်စေရဘူးသူတို့အတွက်အားဖြစ်နေစေရမယ်သူတို့အတွက်ကိုဟာအရေးမဲမဖြစ်စေရဘူးအရေးကောင်းမဲဖြစ်နေရမယ်ငါမိပါငါပြောတာမှ အမှန်ဆိုတာမျိုးလည်းမဟုတ်ဘူးခင်းနဲ့အညီတိုးတက်လာတဲ့ခင်ကြီးမှကိုသားသမီးရဲ့အမြင်နဲ့အတီကိုလည်းနားထောင်ပေးမယ်ကိုလိုအပ်ရင်လည်းပြင်မယ်သူတို့လိုအပ်ရင်လည်းဆင်ခြင်ခိုင်းမယ်အသက်ကြီးမှအပေါင်းတင်းနေမှလမ်းပြတွေမှာတဲ့မိဘမျိုးမဖြစ်စေရဘူး ကလေးကလားနဲ့အသက်ကြီးမှရင်ခုန်ဖင်တုံးကနာမငိမ့်တဲ့မိဘမျိုးလည်းသူတို့အတွက်မဖြစ်စေရဘူးတည်တည်ငြိမ်ငြိမ်မမမမနာမည်ကောင်းတဲ့ရှင်သန်နိုင်သေးဖို့ချောင်းမှတ်ပေးနိုင်တဲ့မိဘကောင်းမျိုးပဲဖြစ်စေရမယ်အချိန်တန်လို့သူတို့ပေါင်းဖက်လာမယ့်လက်တွဲပေါ်တွေပေါ်မှာလည်းကိုသွေးသားရင်လိုဆက်ဆံမယ်ငါသားရှင်ငါသမီးရှင်ဆိုတဲ့မာနာကြီးနဲ့ကိုသားသမီးတွေရဲ့အနာဂတ်မှာကန့်လန့်တိုင်နေတဲ့ခလုတ်ကြီးမဖြစ်စေရဘူး အသက်တွေကြီးလာလေပိုးနေတတ်သေးဖို့အခုတည်းကပြင်းထန်တာတွေပြင်းစင်စင်တာတွေကိုစင်ထားမယ်စိတ်ပတိကိုလဲမှာဆွဲထားဖို့တစိတ်အတိကြီးမြတ်ဖို့ပဲလိုတယ်မေတ္တာတွေအောပိုးဖို့တန်မေတ္တာတွေတကယ်တက်ရောက်နေဖို့ပဲလိုပါတယ်ဝေခင်ဝေမြမချစ်တတ်တဲ့မိဘမျိုးမဖြစ်သေးပဲလက်ဆယ်ပြားပဲမိုးလေချစ်တတ်တဲ့မိဘဖြစ်သေးဖို့ကြိုတင်ပြင်ဆင်ထားမယ်စိတ်ကူးတွေတိတ်မရင်လည်းကောင်းလေငါးနှစ်ခန့်ကြာသောသူပြီးချမ်းသာတော့တာရုပ်ရှင်ထဲမှာပဲရှိခဲ့ တကယ်လက်တွေ့ဘဝမအေးဝင်းစီစဉ်ထားတဲ့ရုပ်ရှင်တွေကဇာတ်လမ်းမျိုးမဟုတ်ဘူး။ကြိုးစားရတယ်၊ရုံးကန်ရတယ်၊လေလာရတယ်၊သင်ယူရတယ်။ဒီလိုခက်ခက်ခဲခဲနဲ့လက်တွေ့ကြိုးစားမှကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်နိုင်တာ။ဒါကြောင့်စိတ်ကူးတွေကြီးထိုင်းရင်နေလို့ကတော့ဘဝကတိုးတက်လာမှာမဟုတ်ဘူး။လက်တွေ့အကောင်းတဲ့ပေါ်ပြီးကြိုးစားမှကိုလိုချင်တဲ့ဘဝကိုရလိမ့်မယ်။အိမ်မက်ဆိုတာမတ်နေုံနဲ့လက်တွေ့ဖြစ်လာတာမဟုတ်ဘူး။အိမ်မက်တွေကိုလက်တွေ့ဖြစ်အောင်ကောင်းတဲ့ပေါ်နိုင်ဖို့လိုတယ်။ ဘဝမှာကိုယ်ဤမထားတဲ့ဘန်းနိုင်ကိုရောက်အောင်သွားခြင်းကိုယ်မှာမရှိရင်ရှိရလူနဲ့တွဲပါကိုယ်မတက်ရင်တက်တဲ့လူနဲ့တွဲပါကိုယ်မသိရင်သိတဲ့သူကိုမေးပါမာနာမထားတဲ့ချိန်မှာမာနာမထားနဲ့ဘဝမမြင်တဲ့ချိန်မှာဘဝမမြင်နဲ့လောဘမတက်တဲ့ချိန်မှာလောဘမတက်နဲ့အချိန်မခိုင်သေးခင်အောက်ချေမလွတ်နဲ့မချမ်းသာသေးခင်တထေးဆုံးမတုံးနဲ့မိုးရတောက်စားနဲ့လောင်းကစားလိုအရာတွေကိုတတ်နိုင်သမျှရှောင် ဒီချက်တွေကိုလိုက်နာနိုင်ရင်တနေ့မှာမင်းလိုချင်တဲ့ပန်းတိုင်ကိုအရောက်လမ်းနိုင်လိမ့်မယ်။သူယုံမှလို့တတ်မှတ်လို့ရတဲ့လူလေးမျိုး။နံပါတ်၁ပေးမှကမ်းမှစားတော့ရမှ ချစ်တက်ခင်တတ်တဲ့သူမျိုး။နံပါတ်၂မပေးနိုင်မကမ်းနိုင်တော့ဘူးဆိုတာနဲ့အပြစ်တွေမြင်ရန်ညှိုးဖွဲ့တတ်တဲ့သူမျိုး။နံပါတ်၃ဘလောက်ပဲပေးကမ်းပါစေစေတနာရေးထားနေပါသေးကျေးဇူးမတိတတ်တဲ့အပြင်ကျေးဇူးကန့်ဆော်ကားတတ်တဲ့သူမျိုး။နံပါတ်၄သူတစ်ပါးပေးကမ်းလို့ ကူညီထောက်ပံ့လို့ဘဝအဆင်ပြေချောမွေလာတာတောင်ဘေးကမ်းကူညီသူတွေကိုကျေးဇူးတင်သိမ့်မဖြစ်ပေ။ငါရဲ့ဖုန်းကန်ကြောင့်ငါရဲ့ကန်တာဒါကြောင့်ဒီလိုဘေးကမ်းနာတွေကိုခံစားနေရတာ။သူတို့ကဘေးကမ်းရမယ့်ဝတ္တရားရှိနေလို့ဘေးကမ်းနေရတာဆိုတဲ့တွေးမျိုးနဲ့မောက်မာစော်ကားတဲ့သူမျိုး။ဒီလိုလူမျိုးတွေကိုစေနာထားလိုက်ပြီးရင်စေတနာကိုစော်ကားတတ်ကြတာကြောင့်ဥပိ္ပခာတရားသာ ထားလိုက်ဖို့အကြံပြုပါရသေး။ရုပ်ရှင်ဇာတ်လမ်းတစ်ခုထဲမှာဘီလင်ကလူရှုပ်လူပွေသူဟာမင်းသမီးကိုခြေတော်တင်လိုက်တယ်။ မင်းသမီးကသူ့ကိုပြောတယ်ရှင်ကအိုင်းတွေးတိုင်းခြေဆေးရတဲ့သူပဲဒီကာဘာဘီလီကဒီလိုပြန်ပြောတယ်အိုင်းဖြစ်နေလို့ခြေဆေးတာပုံကမင်းသာရေဦးစင်ရရေဆိုရင်ငါခြေဆေးပါမလားတဲ့ဒီစကားဟာမျိုးသမီးတိုင်းကိုအတိဝင်နေသောတကားဟုတ်ပြီကိုကလမ်းဘေးကရေအိုင်းဖြစ်နေရင်ကြုံတဲ့လူကခြေဝင်းဆေးသွားမှာပဲကိုကရေဦးစင်ရရေဆိုရင်ဘယ်သူမှခြေဆေးရမှာမဟုတ်ဘူးလေဒါကြောင့်အမျိုးသမီးတိုင်းကိုတိတ်ကာကိုတံမိုးထားပါကိုရဲ့အိမ်နေတိတ်ကာစီယိုမြင့်တယ်မှာ ဒါမှလည်းတုံယောက်ျားမဆန်းရဲမစာရဲတဲ့အဖိုးတန်မျိုးမှန်တဲ့အမျိုးသမီးကောင်းလေးတွေဖြစ်လာပါလိမ့်မယ်။အမျိုးသမီးတိုင်းရဲ့တော်ဝေကျွေးကြီးဆုံးအချိန်နံပါတ်1အမြဲတစေရက်သေးတာတောက်စားမှုယူနေတတ်တဲ့ယောက်ျားမျိုးကိုပိုင်ဆိုင်ထားရခြင်းနံပါတ်2မိမိဘက်ကအနေမှမလေးရဲ့ရံမရှိရံရှာပြဿနာရှာပြီးကျန်းမာရေးထိခိုက်အောင်စိတ်ဒုက္ခပေးတတ်တဲ့ယောက်ျားမျိုးကိုပိုင်ဆိုင်ထားရခြင်းနံပါတ်3 အမြဲဆဲဆိုချိန်ပေါင်းပြီးခြေပါလက်ပါလုံးတက်တဲ့ယောက်ျားမျိုးကိုပိုင်ဆိုင်ထားရခြင်းနံပါတ်၄ဖောက်ပြန်တက်တဲ့ယောက်ျားမျိုးကိုပိုင်ဆိုင်ထားရခြင်းနံပါတ်၅ဖေရိုက်ကျွဲတိုက်စားတဲ့လောင်းကစားမျိုးစုံကိုဆွဲလန်းစွာဆော့ကစားတက်တဲ့ယောက်ျားမျိုးကိုပိုင်ဆိုင်ထားရခြင်းဒီလိုယောက်ျားမျိုးတွေကိုလက်မလွတ်နိုင်ပဲစိတ်ဆင်းရဲခံပြီးဖတ်တွယ်နေမိတဲ့အချိန်ဟာအမျိုးသမီးတယောက်အတွက်ဝေကျွေးအကြီးဆုံးအချိန်ဖြစ်ပါတယ်